တင်ဘဝကိုပြောင်းလဲပြစ်နိုင်တဲ့ဗုဒ္ဓရဲ့အစုံအမများအများကြီးမတွေးပါနဲ့ဖြစ်ပြီးတဲ့အတိုင်းပဲထားလိုက်ပါဘယ်တော့မှလက်မလျှော့နဲ့ကြီးမြတ်တဲ့အရာတွေကအချိန်ပိုယူရတယ်အတ္တရှိနေရင်အမှန်ကိုလက်မခံနိုင်ဘူးစိတ်ကိုဘယ်လိုအခြေအနေမှမစိုးတည်ငြိမ်နေအောင်တည်ကျင်ထားပါတခါတလေတော့တိတ်တိတ်စိတ်စိတ်လေးနေပြီးပြုံးနေလိုက်တာကပိုကောင်းပါတယ် ်တင်းတမခြင်းရင်တယောက်တည်းနေတတ်ဖို့လေ့ကျင့်ထားပါတင်းကတခြားသူတွေအတွက်ကောင်းတာဖြစ်စေခြင်းရင်တင့်စီကိုလည်းကောင်းတာတွေရောက်လာပါလိမ့်မယ်ဒါဟာတဘာဝကြီးရဲ့နေရာမှာပါပဲအတိတ်ငွေကြေးနဲ့လူတွေလွှမ်းမိုးတာ မခံရပါစေနဲ့တခြားလူတွေရဲ့အပြုအမူကြောင့်တင့်အသွင်းဆက်ရဲ့ငြိမ်းချမ်းမှုတွေမပြတ်စီးသွားပါစေနဲ့ အမြဲအမားတွေလုံးမိတဲ့သူကဘဝရဲ့သင်္ကန်းစာအမှန်ကိုသင်ပေးနိုင်ပါတယ်လူတွေရဲ့မျက်နှာထက်သူတို့ရဲ့နှလုံးသားကိုကြည့်တတ်မယ်ဆိုရင်ဘဝကြီးကပိုပြီးရှင်းလင်းလာပါလိမ့်မယ်သင်ရောက်နေတဲ့နေရာကို မကြိုက်ဘူးဆိုရင် ပြောင်းပါသင်ဟာတစ်ပင်မဟုတ်ပါ လူတွေကိုအပြစ်မတင်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံပါတင်ဟာတင်ပဲဖြစ်ရမယ်အခြားတယောက်မဖြစ်ပါစေနဲ့ထိန်းချုပ်ထားတာတွေကိုလက်လွတ်ပေးလိုက်တဲ့အခါချက်ချင်းတက်တာရရသွားပါလိမ့်မယ်အိမ်မက်နဲ့လက်တွေ့ကြားက ကွာခြားချက်က ဆောင်ရွက်ချက်ပါပဲလူသားတွေရဲ့ဘဝမှာအဆိုးအဝါဆုံးအရာကငွေကို တွေးရှိခဲ့တာပါ ဒါပေမဲ့ငွေဟာလူသားတွေရဲ့တဘာဝကိုစမ်းသပ်ဖို့အယုံကြည်ရဆုံးအရာပါပဲ။အန္တရာယ်တွေကိုတောင်းဝန်ယူတာရပ်လိုက်မယ်ဆိုရင်ဘဝကြီးရဲ့နေထိုင်တာလည်းရပ်သွားပါလိမ့်မယ်။ဘယ်တော့မှအာဏာချက်ကိုလူတွေစီမပြပါနဲ့။ဘာလို့လဲဆိုတော့လောကကြီးဟာအာဏာချက်ကိုအတုံးချဖို့အရန်စိတ်ဝင်စားကြလို့ပါ။ဘဝမှာအရေးကြီးဆုံးအရာလေးခုရှိပါတယ် မေတ္တာယူတာခြင်းအမှန်တရားနဲ့လေးစားမှုပါပဲတင်ဘဝမှာအဲ့အရာတွေမရှိသေးဘူးဆိုရင်တင့်မှာဘာမှမရှိသေးပါဘူးအရာရာမှာအကောင်းမြင်စိတ်မွေးပါအကောင်းမြင်တတ်တာဟာရွေးချယ်မှုတစ်ခုပါဘဝရဲ့ပျော်ရွှင်မှုဟာအတွေ့အကြုံမူတည်နေပါတယ်တင်ဘာမှမပိုင်ဘူးဆိုတာကိုနားလည်ပါတင်အနားမှာရှိနေတဲ့အရာရာဟာခဏတာပါပဲ တဲ့နှလုံးသားတွေကမေတ္တာစိတ်ကသာထာဝရထိခနိုင်ပါပါပြောစုဆက်ဆံရမှာအကြီးမားဆုံးအမကနားလည်ပေးဖို့နားထောင်တာမဟုတ်ပဲပြန်ပြောဖို့နားထောင်တာဖြစ်နေတာပါပဲပြောရှင်နေတဲ့သူဟာအသွင်းစိတ်ထဲမှာကိုယ်ပိုင်ကဘာတိဆောက်ထားတယ်မပြောရှင်တဲ့သူကတော့ပြင်ပကဘာကြီးကိုအပြစ်တင်တယ် ပြင်လောကမှာယန္တုမရှိပါဘူးတကယ်ယန္တုတွေဟာစိတ်ထဲမှာပဲရှိနေတာပါအဲ့ဒီယန္တုတွေဟာဒေါသအတ္တလောဘနဲ့အမုန်းတရားတွေပါပဲစိတ်ဖြည့်စည်းမှုတွေကတင့်ကိုအနိုင်မယူသွားခင်စိတ်ဖြည့်စည်းမှုတွေကိုဖယ်ဖြောက်နိုင်ပါစေတသားမကုန်ခင်ဘဝကို နေသွားနိုင်ပါစေအတွေ့တွေကဘလောက်ထိအစွမ်းထက်တယ်လဲဆိုတာသာတင်သိမယ်ဆိုရင်တင်ဟာအဆိုးမမြင်နိုင်တော့ပါဘူး ကားနဲ့ပဲပြောမနေပါနဲ့အလုံးလုံးပါအပြောပဲပြောမနေပါနဲ့ရလက်တွေကိုသာပြပါဂတိတွေမပြေးပါနဲ့တက်တည်သာပြပါမျောလင်းချက်ကိုယုံကြည်တာဘယ်တော့မှ မရလိုက်ပါနဲ့နေတိုင်းအပွဲဖြစ်ရတွေဖြစ်နေတာမို့လို့ပါပဲလူတွေနောက်ွယ်ရောလူတွေရှေ့မှာရောကိုယ်တိုင်ရောတယောက်တည်းသာဖြစ်နေပါစီ